ဝယ်ကြဖို့အတွက်အကောင်းဆုံး supplement ၃မျိုးပထမဆုံးသော၃မျိုးစီ protein ဝယ် protein ကို ကိုကြိုက်တဲ့ brand က၃ဒါပေမဲ့အရွယ်ရောက်ပြီးကျန်းမာသူတယောက်အနေနဲ့တကယ် solid protein ဆိုတဲ့အာဟာရအသားငါးပဲ့ဥအမျိုးမျိုးကိုလုံလောက်အောင်ပြည့်ဝဖို့လိုအပ်တယ် supplement ကိုဖြည့်စွက်အနေနဲ့တနည်း17 27လောက်ပြည့်ဝရပြီဒီတော့ပိုစရာမလိုဘူးတကယ် solid food တွေကနေကျွန်တော်တို့ protein ပြည့်အောင်စားဖို့လိုတယ်ဒုတိယတစ်ချက်ကဘာလဲဆိုရင် fiber supplement ရေဘူးရကျွန်တော်တို့ဝိုက်ချရသူတွေအရွက်ပြုတ်တွေစားတယ်မှန်တယ်ကောင်းတယ်ဒါပေမဲ့လုံလောက်မှုမရှိသေးဘူးလို့ခံယူရင် Chia seed ကျွန်တော် recommend ပေးတယ် Chia seed ပုံမိဘပါရေလုံလောက်အောင်တောက်ပါအမြင်တက်ကို လုံလောက်အောင်စားသုံးခြင်းဒီကျွန်တော်တို့ခန္ဓာကိုယ်အတွက်စတိုင်ဒီဆိုရအောင်ရင်တင်းနေနိုင်စွမ်းအတွက် protein နဲ့ဒွက်ဆိုင်ပူပေါင်းတယ်အဲ့တော့အများကြီးကျိုးရှိတယ်တတရတစ်ချက်ကပလင်းလေးနဲ့ package လုပ်ပြီးလာတဲ့အရာမဟုတ်ဘူးကိုယ်တိုင်တည်ဆောက်ရတဲ့အရာ ဲ့ဒါပါလဲဆိုဝိတ်ချတဲ့ process မှာဒီနေ့ခေတ် lifetime မှာမဲဆိုချမ်းသာတည်ဖြစ်စေဆင်းရဲတည်ဖြစ်စေဘလိုလူဖြစ်စေ stress ရှိတယ်အဲ့ဒီ stress တွေကိုကျွန်တော်တို့ထိန်းချောင်းနိုင်ဖို့အကောင်းဆုံးနည်းလမ်းဒီတနေ့ကို7မိနစ်လောက် meditation လုပ်ချင်အထူးသဖြင့်ညနေဆောင်ပိုင်းလိုအချိန်လေးအားရဆို7မိနစ်လောက် meditation လုပ်ချင်ဒီကျွန်တော်တို့ရဲ့ stress ကိုရောကျစေတယ်နှစ်နှစ်ချက်ချက်အိပ်ပျော်ဖို့အထောက်အကူပြုတယ်ဝိတ်ချတဲ့ဂျာနီမှာအကျိုးရှိစေတာဖြစ်တယ် အဓိကအကျဆုံးကဒီ၃ချက်ပဲ bonus အနေနဲ့အချက်၂ချက်ပေးခြင်း ਨੇ အဲ့ဒီချက်ကဘာလို့ဆိုကျွန်တော်တို့ရေတွေတော့တောက်ကြတယ်ချွေးထွက်များတယ်လေ့ကျင့်ခန်းပြင်းပြင်းထန်ထန်လုပ်ရင်ခန္ဓာကိုယ်မှာဓာတ်စားတွေဆုံးရှုံးတယ် electrolyte တွေဖြည့်ဖို့လိုအပ်တယ်စားဓာတ်ဖြည့်ဖို့လိုအပ်တယ်နောက်ဆုံးတစ်ချက်ကတော့လှုပ်လှုပ်ရှားရှားခြေလမ်းသတောင်းပြည့်အောင်ရှောက်ခြင်းတွေးစရာတကူရရင် yes လို့မှပြပါကျွန်တော်ခုနကပြောတာကျေးဇူးတင်ပါတယ်